ားလုံးပဲမင်္ဂလာပါဘဝမှာအောင်မြင်ခြင်းတဲ့သူကြည်ပွားခြင်းတဲ့သူလက်ရှိရောက်နေတဲ့နေရာတစ်ခုကနေပြီးတော့မှထပ်ပြီးတော့မှနေရာတစ်ခုကိုရောက်ခြင်းတဲ့ပုံစံတွေရတယ်လို့ရှိရင်မစ္စဖရာရှင်ဟောကြားထားတဲ့ဒီအဓိပတိ၄ပါးနဲ့လွတ်လပ်ဆောင်ဖို့လိုပါတယ်အဓိပတိ၄ပါးမတက်နေဘူးအဓိပတိ၄ပါးမရှိနေဘူးဆိုလို့ရှိရင်ကျွန်တော်တို့မိတ်ဆွေရဲ့ဘဝတွေဟာဘာတွေပဲလုံးလုံးအောင်မြင်မှာမဟုတ်ပါဘူးပျော်ရှင်မှာမဟုတ်ဘူးချမ်းသာမှာမဟုတ်ပါဘူးမြတ်စွာဘုရားရှင်ဟောကြားခဲ့တဲ့အဓိပတိ၄ပါးကဘာတွေလဲဆိုလို့ရှိရင်တော့နံပါတ်၁ကတော့ စန္ဒာဓိပတိဆိုရဲစန္ဒာရှိရမှာဖြစ်ပါတယ်မှန်ပါတယ်ကျွန်တော်မိတ်ဆွေတွေမှာစန္ဒာဆိုရဲဒီကိုကဖြစ်ချင်တဲ့စန္ဒာပေါ့ဥပမာဆမ်မိုဝဲဆိုလည်းပဲဆမ်မိုဝဲအောင်ချင်တဲ့စန္ဒာစီပါဥစ္စာရှာရဲဆိုလည်းစီပါဥစ္စာတွေပို့ပြီးတော့မှများပြချင်တဲ့စန္ဒာအာတတိဖြစ်ချင်တဲ့စန္ဒာပေါ့တရားဥစ္စာတရားတွေရှာချင်တယ်ဆိုလည်းပဲတရားဘာဝနာရှာရင်လည်းပဲတရားဘာဝနာရချင်တဲ့စန္ဒာမရှိဘဲနဲ့ဘလို့မှမဖြစ်ပါဘူး နံပါတ်1ဒီစန္ဒအရေးကြီးပါတယ်အဲ့အဓိပတိ၄ပါးထဲမှာနံပါတ်1ကိုဘာဖြစ်ချင်တာလဲကိုကဘာကိုရချင်တာလဲဆိုတဲ့စန္ဒရှိရမှာဖြစ်ပါတယ်အဲ့လိုမျိုးစန္ဒမရှိဘူးဆိုလို့ရှိကျွန်တော်တို့တွေတွားခြင်းနဲ့လိုချင်တဲ့အရာတွေကအောင်မြင်မှာမဟုတ်ပါဘူးဒါကြောင့်စန္ဒဟာမဖြစ်နိုင်ဘူးဆိုတဲ့အရာတွေကိုဖြစ်အောင်လုပ်ပေးပါလိမ့်မယ်အကြောင်းမလို့မိစလို့ဟာကိုဘာဖြစ်ချင်လဲကိုကဘာကိုရချင်လဲဆိုတာကိုနံပါတ်1စန္ဒရှိရမှာဖြစ်ပါတယ်အဲ့လိုစန္ဒရှိပြီးတဲ့နောက်မှာနံပါတ်2ဖြစ်တဲ့ ဝီရိယအဓိပတိဆိုတဲ့ဝီရိယလက်ရမှာဖြစ်ပါတယ်။စန္ဒကတော့ရှိနေတယ်ကြည်ပွားခြင်းနဲ့စန္ဒကတော့ရှိနေတယ်ချမ်းသာခြင်းနဲ့စန္ဒကတော့ရှိတယ်အောင်မြင်ခြင်းနဲ့စန္ဒကတော့ရှိနေတယ်တရားတွေရခြင်းနဲ့စန္ဒကတော့ရှိနေတယ်ဒါပေမဲ့လို့ကြိုးစားအားထုတ်မှုမရှိဘူး effort ဆိုတဲ့ဝီရိယတွေအားထုတ်မနေဘူးအများအားအိမ်နေတယ်ထိုင်နေတယ်အချိန်တွေကိုဖြုံးနေတယ်အကျိုးမရှိတဲ့အရာတွေပဲအချိန်ကုန်နေမယ်ဆိုလို့ရှိရင်လည်းပဲဘဝမှာအောင်မြင်ဖို့မလိုမလွယ်ပါဘူးဒါကြောင့်ကျွန်တော်ဒီအောင်မြင်ဖို့ ဒုတိယနံပါတ်2ရဲ့ဝရိယလည်းပဲအမတန်မအောင်အရေးကြီးပါတယ်။စူးစားအထောက်အမဲ့လုံလဝရိယနဲ့နော်ငုံမိသေးတိုင်းတက်နိုင်ဖြားရောက်ဆိုတဲ့အတိုင်းပဲစူးစားစားနဲ့အထောက်အမှာဖြစ်ပါတယ်။ Efforts makes the impossible possible ။စူးစားအထောက်မှုဟာမဖြစ်နိုင်ဘူးဆိုတဲ့အရာတွေကိုဖြစ်အောင်လုပ်ပေးမှာဖြစ်ပါတယ်။ဒါကတော့ဒုတိယအဓိပတိဖြစ်ပါတယ်။နောက်တစ်အဓိပတိတစ်ပါးကတော့စိတ်ဓာတ်အဓိပတိဖြစ်ပါတယ်။စိတ်တက်ကြံ့ခိုင်ရမှာဖြစ်ပါတယ်။ တော်တို့ဆန္ဒလေးရှိသွားပြီးဝရိယလည်းကြိုးစားအားထုတ်နေတယ်ဒါပေမဲ့လည်းအချို့အရာတွေကကိုမျောရတာဖြစ်မလာဘူးကိုပန်းတလဖြစ်မလာဘူးကိုတင်ထားတလဖြစ်လာတဲ့အခါမှာစစ်ချက်တွေကြပြီးတဲ့အခါမှာအရှုံးပေးခြင်းလာတယ်လက်မြောက်ခြင်းလာတယ် give up လုပ်ခြင်းလာတယ်ပေါ့အဲ့လိုအခါမျိုးတွေမှာလည်းပဲစိတ်တက်ကြခံပြီးတော့မှသွားနေတဲ့လမ်းလုံနေတဲ့အလုံးကြိုးစားနေတဲ့အရာတွေကိုငါအောင်မြင်အောင်လုပ်မယ်ငါမအောင်မြင်တဲ့ညဘယ်တော့မှနောက်မဆုတ်ဘူးဆိုတော့ဖျားလောင်းရဲ့စိတ်တက်မျိုးနဲ့ စ조사အထုတ်ပြီးတော့မှစိတ်တက်ကိုတကြက်ခံပြီးတော့မှဒီလောကရဲ့မုံတိုင်းနေနဲ့တွေ့တဲ့အခါမှာ조사အထုတ်နေတဲ့အခိုက်တန့်နေမှာလောကရဲ့မုံတိုင်းနေတွေ့တဲ့အခါမှာစက်ခံတဲ့စိတ်ထားလေးနဲ့တကြက်လေးခံသွားမယ်ဆိုလို့ရှိရင်လည်းပဲအောင်မြင်မှုကိုရောက်မှာဖြစ်ပါတယ်။ဒါတော့ဒါစိတ်ဓာတ်ဒီပလီဖြစ်ပါတယ်။ နောက်ဆုံးချက်ကတော့ဝိမန္တာဂျီပီတီဆိုတဲ့ဉာဏ်ပညာနဲ့ကျွန်တော်တို့ချင့်ကြင်ပြီးတော့မှစဉ်းစားစီရင်ဖြစ်ပါတယ်။အဲ့တော့စ조사နေတဲ့အခိုက်အတန့်မှာအဓိပတိ၄ပါးထဲမှာလည်းဝိမန္တာဂျီပီတီဆိုတဲ့ဒီပညာကလည်းရေးကြည့်ပါတယ်။လုံတင်တာနဲ့မလုံတင်တာ what should be done what should not be done ပေါ့။ဘယ်ရကတော့လုံတင်တယ်ဘယ်ရကတော့မလုံတင်ဘူးဆိုတဲ့လုံတင်တာနဲ့မလုံတင်တာကိုခွဲခြားသိတဲ့အခါမှာကျွန်တော်တို့ 조사အထုတ်နေတဲ့အရာတွေကလည်းအောင်မြင်လာမှာဖြစ်ပါတယ်အဲ့လိုမဟုတ်ဘူးဆိုလို့ရှိရင်လုတ်တနာကိုမလုပ်ဘူးလုတ်တနာကိုလုပ်မယ်ဆိုလို့ရှိရင်ကိုလိုချင်တဲ့ပန်းတန်ကိုရချင်တဲ့အောင်မြင်မှုတွေကလည်းဝိကွာနေအောင်မှာဖြစ်ပါတယ်အဲကြောင့်ကျွန်တော်တို့မိတ်ဆွေတွေကကျွန်တော်တို့မိတ်ဆွေတွေရဲ့ဘဝမှာအောင်မြင်ခြင်းနဲ့ကြီးပွားခြင်းနဲ့ချမ်းသာခြင်းနဲ့တရားတွေရခြင်းတွေလို့ရှိရင်ဒီအဓိပတိ၄ပါးတက်ပြီးတော့မှာစန္ဒာဓိပတိဝိရိယဓိပတိစိတ်ဓာဓိပတိဝိမာန်ဓာဓိပတိပေါ့ပထမမှာဆိုရင်စန္ဒာဓိပတိစန္ဒသံယုတ်တကံဓမ္မနန္တံသမုဋ္ဌာနိစ္စဂုပါနဲ့ အဓိပတိပစ္စယေနပစ္စယောဆိုတဲ့ဘယ်ဆန္ဒဝိရိယစိတ်တဝိမာန်တဆိုတဲ့ဒီအဓိပတိ၄ပါးတက်မယ်ဆိုလို့ရှိရင်မအောင်ရင်တရားကြောင့်မရှိပါဘူးခင်ဗျာအားလုံးပဲစိတ်ချမ်းသာကိုကျမ်းမှာကြပါစေခင်ဗျာ